လေနေ့နှီးပါကြဖြစ်ပွားနေတဲ့ရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက်အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာအမေရိကန်အရာရှိတွေနဲ့ယူကရိန်းကိုယ်စားလှယ်တွေဆွေးနွေးမှုတွေပြုလုပ်နေချိန်မှာဒီဇင်ဘာ9ရက်ညပိုင်းကနေစပြီးဒီဇင်ဘာ6ရက်မနက်ပိုင်းထိရုရှားကယူကရိန်းကိုဒရုန်းတွေဒုံးကျည်တွေနဲ့ညာလုံးပေါက်တိုက်ခိုက်ခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေအတွင်းရုရှားကဒရုန်း653စင်းနဲ့ဒုံးကျည်50စင်းကိုအသုံးပြုခဲ့ပြီးယူကရိန်းနိုင်ငံရဲ့တပ်မတော်နေဖြစ်တဲ့ ဒီဇင်ဘာ6ရက်နေ့နေ့ပိုင်းမှာတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်ယူကရိန်းနိုင်ငံအတွင်းမှာဒေဂျောင်းစီနယ်တိုက်ခိုက်မှုအချက်ပေးအော်အော်တံတွေကျေတောင်စွာထွက်ပေါ်ခဲ့ပါတယ်။ယူကရိန်းတပ်ဖွဲ့တွေကရုရှားရဲ့ drone 985စင်းနဲ့ဒုံးကြီးအစင်း30ကိုကြားပြတ်ပစ်ချနိုင်ခဲ့ပြီးအခြား drone တွေနဲ့ဒုံးကြီးတွေဟာယူကရိန်းရဲ့နေရာဒေသ29ခုကိုထိမှန်ခဲ့တယ်လို့ယူကရိန်းလေတပ်ကပြောကြားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်လူရှင်ဦးတံမတဲ့ဒဏ်ရာရခဲ့ကြောင်းယူကရိန်းပြည်ထောင်စုဝန်ကြီးအိုင်ဟော်ခလီမန်ကိုကပြောကြားခဲ့ပါတယ်။ ရုရှားဟာယူရိန်းဒေသအနှံရှိဒါဘေးဆက်ယုံတွေနဲ့အခြားစွမ်းအင်အခြေခံစောင့်ဝင်တွေကိုပြင်းထန်တာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ယူကရိန်းနိုင်ငံပိုင်းစွမ်းအင်ကုမ္ပဏီယူကရနာကိုက Telegram မှာရေးသားခဲ့ပါတယ်။ယူကရိန်းရဲ့ဇာပိုရီရှားနျူကလ িয়ার ဒါဘေးဆက်ယုံဟာလည်းညာဘက်မှာလက်စစ်ဒဏ်အားတွေယာယီပြတ်တောက်ခဲ့တယ်လို့နိုင်ငံတကာအနုပြုစွမ်းအင်အေဂျင်စီ IAEA ကပြောကြားခဲ့ပါတယ်။ဇာပိုရီရှားနျူကလ িয়ার ဆက်ယုံဟာယူကရိန်းကိုရုရှားကကျူးကျော်ခဲ့တဲ့အစောပိုင်းလတွေတွင် ရုရှားတပ်ဖွဲ့တွေရဲ့တိမ်ပိုင်မှုကိုခံခဲ့ရပြီးဒီဆက်ရွာလက်စစ်တာထုတ်လုပ်ခြင်းမရှိတော့ပါဒါပေမဲ့နျူကလ িয়ার ကပ်ဘင်းဖြစ်ပွားစေဖို့အတွက်ဒီဆက်ရွာအတွင်းရှိပိတ်ထားတဲ့ဓာတ်ပေါင်းဖို့6လုံးနဲ့တောင်စာတွေကိုအေးဘေးစနစ်နဲ့ထိန်းသိမ်းဖို့လက်စစ်တာတွေလိုအပ်နေဆဲဖြစ်ပါတယ်ယူကရိန်းသမ္မတဇာလန်စကီကတော့ရုရှားစွန့်ရင်ဆက်ရုံတွေကိုအဓိကပြစ်မှတ်ထားခဲ့ပြီးကီယက်မြို့တော်ဒေသအတွင်းက first stage မြို့ရှိရထားဘူတာရုံကိုဒရုန်းတစ်စင်းထိမှန်မှုကြောင့်မီးလောင်ပျက်စီးခဲ့တယ်လို့ပြောကြားခဲ့ပါတယ် ်ရုရှားကာကွယ်ဝန်ကြီးဌာနကလည်းရုရှားလေကြောင်းကာကွယ်တပ်ဖွဲ့ဟာဒီဇင်ဘာ9ရက်ညပိုင်းကနေဒီဇင်ဘာ9ရက်နေ့ပိုင်းအတွင်းရုရှားရဲ့နေနေဘေးပေါ်မှာယူကရိန်းဒရုန်း136စင်းကိုပစ်ချခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။